မာသားဗမာစကားနဲ့ပတ်သက်ပြီးတော့နိုင်ငံသားတွေကစိတ်ဝင်စားနဲ့မေးကြပြောကြတဲ့အခါသူတို့ပထမဆုံးမေးတတ်ကြတာလေးတစ်ခုကမင်းတို့ဗမာမှာလူလူချင်းတွေ့တဲ့အခါဘယ်လိုစကားနဲ့နှုတ်ဆက်တယ်လဲဆိုတာပဲဖြစ်ပါတယ်။ဒီမေးခွန်းကလွဲမလို့လို့နဲ့ခက်ပါတယ်။သူတို့နိုင်ငံသားဘာသာစကားတော်တော်များများမှာကပုံသင်နှုတ်ဆက်စကားရှိကြတာများပါတယ်။ Hello တို့ How are you တို့ ဘွန်ဂျောဆက်သဖြင့်ပေါ့လေဒီတော့ဗမာစကားမှာလည်းအလားတူပုံသေးနှုတ်ဆက်တဲ့စကားတစ်ခုတော့ရှိမှာပဲလို့သူတို့ယူဆကြပါတယ်ယူဆပြီးမြင်တဲ့အခါကျွန်တော်တို့ဗမာတွေအဖို့မှာတော့နည်းနည်းအဖြေရကြပါတယ်တခါတရံတော့လည်းတိတ်မစင်စားတော့ပဲလွယ်လွယ်ဖြေရကြတဲ့စကားတစ်ခုရှိပါတယ်မင်းတို့ဗမာမှာဘလို့နှုတ်ဆက်ကြတယ်လဲဆိုရင်မင်္ဂလာပါလို့နှုတ်ဆက်တယ်လို့ဖြေရကြပါတယ်မြန်မာနိုင်ငံမင်္ဂလာပါဒါကသမရဥပမာမြန်မာပြည်လာတော့ကနှုတ်ဆက်သွားတဲ့စကားပါ အိုဘားမားဗမာပြည်လာမယ်ဆိုတော့ဗမာနိုင်ငံသားတွေသဘောကြအောင်ဗမာလိုနှုတ်ဆက်မယ်လို့သူတွေးပါလိမ့်မယ်။ဒါလဲနိုင်ငံခေါင်းဆောင်တွေလုပ်နေကြပါ။အဲ့လိုနှုတ်ဆက်ဖို့တွေးတဲ့အခါဗမာလိုဘလို့နှုတ်ဆက်တယ်လဲလို့မင်းမြန်စုံစမ်းတော့ဗမာတယောက်ယောက်ကဒီမင်္ဂလာကိုတင်ပစ်လိုက်တာဖြစ်မှာပါ။ဒါပေမဲ့ဒီမင်္ဂလာဟာဗမာစကားမဟုတ်ပါဠိစကားသာဖြစ်ပါလေ။ဒီမင်္ဂလာဆိုတဲ့စကားကိုနှုတ်ဆက်တဲ့စကားတစ်ခွန်းအဖြစ်နဲ့ဗမာကသတ်မှတ်ထားတာတိတ်တောင်မကြသေးဘူးလို့ထင်ရပါတယ်။ ဒါအပြင်မော်တော်ကား TV ရေဒီယိုတို့လိုလူအများကဖာသီဖာသာမွေးစားပြောဆိုကြတဲ့ဇာတ်မျိုးတောင်မဟုတ်ဘဲတကူးတကကိုရည်ရွယ်ချက်ရှိရှိတီထွင်မွေးစားတဲ့ဇာတ်လုံးမျိုးဖြစ်ပုံရပါတယ်။ဘာကြောင့်တကူးတကအစီအစဉ်ရှိရှိရည်ရွယ်ချက်ရှိရှိဖန်တီးမွေးစားထားတယ်လို့ယူဆရတယ်လဲဆိုတော့အများပြည်သူတာမန်လူထုကြားမှာဒီမင်္ဂလာပါဆိုတဲ့ဇာတ်ဟာဒီနေ့အထိရေပန်းစားတွင်ကျယ်လာတဲ့အဆင့်ရောက်မလာသေးလို့ပါ။လူထုဇာတ်ဖြစ်မလာသေးလို့ပါ။ ဒီတော့မေးစရာရှိပါတယ်။ကျောင်းနေမှာနေတိုင်းပဲမင်္ဂလာပါဆရာမမင်္ဂလာပါဆရာကြီးပြောနေတာပဲမဟုတ်လားဆိုတာမျိုးပေါ့လေ။ဒါကလည်းတကယ်တော့တမင်နှုတ်တိုက်သင်ပေးထားဖန်တီးပေးထားတဲ့နှုတ်ဆက်နည်းပဲဖြစ်ပါတယ်။လူမှုဘာသာစကားနေ့စဉ်သုံးဘာသာစကားမဟုတ်ပါဘူး။ဘယ်အရသားများလမ်းပေါ်မှာလူချင်းတွေ့တဲ့အခါဟိတငယ်ချင်းမင်္ဂလာပါလို့နှုတ်ဆက်တတ်ပါသလဲ။မိဘတွေအလုပ်ပြန်လာတဲ့အခါဘယ်သားသမီးကများဖေဖေမေမေမင်္ဂလာပါလို့နှုတ်ဆက်ရိုးရှိပါသလဲ။ဘယ်သူမှနှုတ်ဆက်ပါဘူး။ ဒါဟာဗမာစကားမဟုတ်လို့ဗမာရှာမှာမစွဲဗမာပါဇက်နဲ့မမြဲသေးတဲ့သဘောဖြစ်ပါတယ်ဗမာရဲ့နှုတ်ဆက်ပုံနှုတ်ဆက်နည်းကပုံသင်နှုတ်ဆက်နည်းမဟုတ်ပါဘူးပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီးတင့်တော်သလိုနှုတ်ဆက်ပြောဆိုတဲ့နည်းဖြစ်ပါတယ်ဗမာနှုတ်ဆက်နည်းတွေကိုမပြောခင်စောစောတုန်းကမင်္ဂလာအကြောင်းကိုကျွန်တော်တို့အရင်ဆွေးနွေးကြအောင်ပါဆရာဦးထွန်းတင့်ကိုကျွန်တော်မေးကြည့်ထားပါတယ်မင်္ဂလာဆိုတာကတကယ်တော့စက်တီရင်နဲ့နည်းနည်းတူပါလိမ့်မယ်စက်တီရင်ဆိုတယ်ပဲတကယ်တော့ဟိုမြန်မာစကားမဟုတ်ပြန်ဘူးပေါ့ဗျာသာဘာတော့မြန်မာစကားပြစစ်ပြောရင်တော့ ကောင်းမြတ်ခြင်းလို့ပြောမလားမသိဘူးဒီပါဠိမှာတော့မင်္ဂလာဆိုတာဟာသူတို့အ내ဖွင့်တာကမကောင်းမှုတွေကိုပယ်ဖြတ်နိုင်တဲ့သဘောတရားလို့ပြောတာပေါ့လေမင်္ဂန်လူနာတီတိမင်္ဂလာဆိုပြီးတော့မှမင်္ဂန်မကောင်းမှုဒုချက်ကိုလူနာတီဖြတ်တဲ့ဣတိတတ်မှာထို့ကြောင့်မင်္ဂလာမင်္ဂလာမီဤလို့အဲ့လိုဖွင့်ကြတယ်ဗျာပါဠိမှာတော့အဲ့တော့မင်္ဂလာဆိုတာမကောင်းမှုတွေကိုပယ်ဖြတ်နိုင်ခြင်းသဘောတရားဟာမင်္ဂလာပဲပေါ့ဗျာအဲ့တော့အဲ့လို့ မင်္ဂလာရဲ့အနက်ကိုဖွင့်ကြတယ်မကောင်းမှုတွေကိုပယ်ဖြတ်နိုင်တဲ့သဘောတရားဒါကိုမင်္ဂလာပေါ့တကယ်တော့ကျွန်တော်တို့ဗမာတွေတယောက်နဲ့တယောက်နှုတ်ဆက်တဲ့အခါပတ်ဝန်းကျင်အခြေအနေနဲ့လိုက်ပြီးတော့ပြောင်းလဲတတ်ပါတယ်ပတ်ဝန်းကျင်နဲ့စီလီယောအောင်နှုတ်ဆက်လေးရှိပါတယ်အဲ့လိုနှုတ်ဆက်စကားတွေထဲမှာနေရာတော်တော်များများနဲ့ကိုက်ညှိပြီးတော့အများဆုံးအသုံးပြုနှုတ်ဆက်လေးရှိတဲ့စကားတစ်ခုကတော့နေကောင်းလားဆိုတဲ့စကားဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းချင်းမိတ်ဆွေချင်းချင်းလမ်းပေါ်မှာတွေ့တဲ့အခါတနေရာမှာစုံတဲ့အခါတုံးတက်ကြတဲ့နေကောင်းလားဆိုတဲ့စကားဟာနှုတ်ဆက်တဲ့စကားပါပဲ နေရာတော်တော်များများနဲ့လည်းစီလျော်ပါတယ်။နောက်ထပ်အသုံးများကြတဲ့နှုတ်ဆက်နည်းတစ်ခုကတော့ထမင်းစားပြီးပြီလားဆိုတဲ့စကားပါ။ဒါလည်းတော်တော်များများသုံးသပ်ကြပါတယ်။ဒါပေမဲ့အချင်းခါကိုကြည့်ပြီးစီလျော်မှုရှိမှသုံးသပ်ပါတယ်။ညလေတကောင်မှာတငယ်ချင်းစီတယ်လီဖုန်းဆက်တဲ့အခါမှာတော့ဘသူမှ "Hello တငယ်ချင်းမင်းထမင်းစားပြီးပြီလား"လို့မေးမှာမဟုတ်ပါဘူး။လမ်းမှာနေလေနေခင်းသို့မဟုတ်ညနေ6:00နာရီနောက်ပိုင်းလိုအချိန်မျိုးမှာစုံရင်တော့မေးတတ်ကြပါတယ်။တာမန်အားဖြင့်ဒီစကားဟာနှုတ်ဆက်စကားဖြစ်ပါတယ်။ထမင်းစားပြီးပြီလားလို့မေးတာဟာ သိကျင်လို့မေးတာမဟုတ်ပါဘူးနှုတ်ဆက်တာပါတစ်ဖက်ကပြန်ဖြေတဲ့သူကလည်းစပြီးပြီလို့ဖြေချင်းဖြေပါလိမ့်မယ်မစားရသေးဘူးလို့လည်းပြောချင်ပြောပါလိမ့်မယ်ဒါကိုလည်းတိတ်အတီးကြီးယူလို့မရပါဘူးဒီစကားဟာမှန်ခြင်းမှလည်းမှန်ပါမယ်သူကပြန်လဲနှုတ်ဆက်တဲ့သဘောနဲ့ဖြေလိုက်တာသာဖြစ်ပါတယ်အလားတူတခြားစကားတချို့လည်းရှိပါတယ်ဘဲကလာကလေးတို့ဘဲကိုသွားမလို့လဲတို့ဆိုတဲ့စကားတွေပါဒါတွေဟာတကယ်သိကျင်လို့မေးတာမဟုတ်ပါဘူးနှုတ်ဆက်တာပါ နိုင်ငံသားတယောက်ကိုဒီလိုမိခွန်းမျိုးသွားမိရင်တော့သူတို့ကတော်တော်ဆက်စုတဲ့ကောင်မဲလို့အောက်မေ့ပါလိမ့်မယ်။ဗမာလူမျိုးအချင်းချင်းတော့နားလည်ကြပါလေ။ဒါတကယ်သိကျင်လို့မိတာမဟုတ်ဘူးနှုတ်ဆက်တာဆိုတာကိုပေါ့။ဖြေတဲ့လူကလည်းတခါလေတိတိကျကျဖြေခြင်းမှဖြေပါမယ်။ဘဲကလာတယ်လဲဆိုရင်အော်ဒီနားကပဲလို့ဖြေခြင်းဖြေပါတယ်။ဒီနားကပဲဆိုပေမဲ့တကယ်ဒီနားဟုတ်ချင်မှဟုတ်မှာပါ။တိတက်ပို့ပြီးတော့ယင်းနေတဲ့အခါယင်းတိရိုင်းဆိုင်တဲ့အသုံးနှုတ်မျိုးနဲ့နှုတ်ဆက်တတ်တာမျိုးလည်းရှိပါတယ်။တကယ်ချင်းရွယ်တူဒန်းတူတိတ်ယင်းနေတဲ့လူတွေတခါလေတွေ့တဲ့အခါဟာဟိတ်ကောင်ကြီးမင်းမသေးသေးပဲကိုဆိုတာ ဒါလည်းနှုတ်ဆက်တာပါပဲဆက်ပြီးနှုတ်ဆက်တာမျိုးတောင်ရှိတတ်ပါသေးတယ်ဟေ့ခွေးမသားမတွေ့ရတာကြာပါဘောလားဆိုတာမျိုးပါတိတ်ရင်နေတဲ့လူချင်းမှာဒီလိုဝမ်းသာအားနှုတ်ဆက်တာမျိုးကိုရိုင်းပင်ရိုင်းတော်ညာလဲရိုင်းနယ်လို့ယူလို့မရှိစိတ်ဆိုးလေးမရှိကြပါဘူးမင်္ဂလာဟာဗမာစကားမဟုတ်ပေမဲ့ဗမာရင်ကျင်းမှုတွေမှာတော့တော်တော်နဲ့နဲ့ဆိုင်ဆိုင်စိတ်ဝင်နေပါတယ်မောင်ရံတွင်မာနတ်ဒေဝါချင်းကရောင်ဝတင်လျာဖယားမြတ်တာလျောက်တာရံမေဟာ ဆရာဝလာမနုဿတေဝတာလူနဲ့ဆုံသွားကြပြီစိတ်ကူကမင်္ဂလာမင်္ဂလာဆရာဝလာမနုဿတေဝတာလူနဲ့ဆုံသွားကြပြီစိတ်ကူကဆန္နနိတော်ကာလာဆိုတော်ဤဒေါ်ကြီးကြီးထရေ38ဖျာမင်္ဂလာသခင်ပါ38ပြားမင်္ဂလာအကြောင်းဆိုရင်ဗုဒ္ဓဘာသာဝင်အလုံးလိုလိုတိကျွန်းနားလည်ကြပါတယ်။ဒါပေမဲ့လားဆိုတော့ဒီလောက်တင်မကပါဘူး။တမိသားနဲ့တမိသားယောက်ျားလေးနဲ့မိန်းကလေးချစ်ခင်စုံမဲ့လို့ပေါင်းဖက်ကြတာကိုလည်းမင်္ဂလာလို့ခေါ်ပါတယ်။ မင်္ဂလာဆောင်တယ်လို့ပြောကြပါတယ်မင်္ဂလာကိုဆောင်ယူရဲပေါ့လေဗုဒ္ဓဘာသာရှင်ကျင်းမှုထုံတဲ့ဆန္ဒနဲ့အညီပြုလုပ်တဲ့ရှင်ပြုတဲ့နားသားတဲ့အလုပ်ကိုလည်းမင်္ဂလာလို့ခေါ်ပြန်ပါတယ်တသမီမွေးဖွားတဲ့အခါပခက်တင်မင်္ဂလာကမွန်းတဲ့မင်္ဂလာစသဖြင့်မင်္ဂလာအမျိုးမျိုးရှိကြပါတယ်ကောင်းတဲ့အလုပ်စက်တည်ရှိတဲ့အလုပ်မှန်သမျှကိုမင်္ဂလာလို့ခေါ်လိရှိကြပါတယ်ဗျာအော်ကျွန်တော်တို့ဗမာလူမျိုးများဟာတော်တော်လေးမင်္ဂလာယူတတ်တဲ့လူမျိုးပါလားနော်ဒါပေမဲ့ဆောစောပြောတဲ့ ချက်တရေမင်္ဂလာနဲ့အထိပဲချင်းကုလူဆက်နွယ်နေတဲ့ချက်တရေချက်တရေမင်္ဂလာဆိုပြီးတော့တွဲဖက်သုံးလေးလဲရှိတဲ့ချက်တရေအဲ့ဒီချက်တရေကလည်းဗမာစကားမဟုတ်ပြန်ပါဘူးတဲ့ဆောစောကဥထွန်းတင်ပြောထားတာကိုတော်တော်ရှင်တို့ကြားလိုက်ကြမှာပါကဲဒီတော့ချက်တရေဘယ်ကလာသလဲဥထွန်းတင်ကတော့အခုလိုပြောပြပါဗျချက်တရေကဒီလိုပြမြန်မာစကားမဟုတ်ဆိုတာကချက်ကတော့မွန်စကားပဲချက်ကမွန်စကားတရေကပါဠိစကားပေါ့ဗျဒါပေမဲ့အဲ့ဒီချက်တရေဆိုတဲ့ဟာကို အရင်ယူတာကမွန်ကယူလိုက်တဲ့သဘောရှိတယ်ဗျမွန်မှာမွန်ကသူကနှစ်ခုတွဲပြီးတော့ကြက်ကိုသူတို့အရင်တည်းဆိုရင်တော့ကြိုက်ပေါ့ဗျာကြိုက်ဆိုတာအဲရေးတော့ရှေးတုန်းကရေးတဲ့ခါကျတော့ထားပါတော့ဗျာမွန်အစင်းစင်ပြောင်းလာတဲ့အတိုင်းဆိုရင်တော့ဒီရှေးမွန်မှာတော့သွေထိုးကကြီးရပင်ကတ်တန်နဲ့ရေးတယ်ဗျသွေထိုးကကြီးရပင်ကတ်တန်တရှင်းမွန်မှာအလေခစ်လောက်ကြတဲ့ခါကျတော့ ခစ်လက်မွန်ကြတဲ့ခါကျတော့တွေထိုးကကြီးရပင်ကတ်တံမဟုတ်တော့ပဲနဲ့အဲ့တော့ကကြီးရပင်ရေးချကတ်တံနဲ့ရေးတယ်ကကြီးရပင်ရေးချကတ်တက်ကိုမွန်အခေါ်တော့ကြိုက်လို့ပဲသူကခေါ်ပါတယ်ကြိုက်သီးရောဘာလို့ပဲကြိုက်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့မြန်မာကအမြင်ကြတော့ကကြီးရပင်ရေးချကတ်တက်ကိုကြိုက်လို့အတန်မထွက်ကြဘူးကြက်လို့ပဲအတန်ထွက်မယ်ကြက်တည်ရကြတော့ကြက်လို့ကျွန်တော်တို့ပြန်တယ် ်တရရတော့ခုနတီတီကို ယူလိုက်တယ်ပဲတီတီပေါ့ဗျာတီတီပေါ့နော်တီတီကိုဟာကျွန်တော်တို့ခွဲရင်တော့တလုံးကြီးတင်တီရောက်အောင်လုံးကြီးတင်ဆက်ခတ်ပေါ့တီရီပေါ့ဒါမဲ့ဒါလေးကို ပေါင်းလဲရေးတယ်ဗျာပေါင်းရေးလိုက်ရင်ဘယ်လိုရေးလဲဆိုရင်တကို ရရပြီးတော့လုံးကြီးတင်ဆက်ခတ်နဲ့ တရီလဲဖတ်လို့ရတာပေါ့ဗျာရာဇကုမာရာ၆ဆာအစမှာရေးထိုးထားတဲ့တက္ကရာစကလုံးကရှနဲ့ရေးထားတဲ့ရှရီဆိုတဲ့စကားဒါဟာလဲတရီနဲ့အတူတူတိရိချက်တည်အတိပဲပဲဖြစ်ပါတယ်သောရရှင်များချက်တည်မင်္ဂလာအဖျားအဖျားနဲ့ပြည့်စုံကြပါစေခင်ဗျာသောရရှင်များမင်္ဂလာဆရာမကိုကိုညီတာ